င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလပီရာညချမှုဦးစီးဌာနကနေမက်စလာ3ရဲ့ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ပင်္ဂလာပင်လယ်အနောက်တောင်ပိုင်းတွင်တိမ်သင့်တင့်ဖြစ်ထွန်းနေပြီးကပ်လီပင်လယ်ပြင်နဲ့ဂျန်မင်္ဂလာပင်လယ်တို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါမယ်။ဒီကနေ့ညနေဒီခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးရွာပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်အထင်အထင်ဖြစ်ထုံးပါမယ်။ မြမပင်လေပြင်းတွင်လှိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကံယုံနေတခြားနယ်ကမ်းလုံပင်လယ်ပြင်တွင်ငါးပီမခုနှစ်ပီကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတင်တနားတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါသည်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်နေငယ်ဖြစ်ချုံပါမယ်ရှင်။